အားလုံးမင်္ဂလာပါဗျာဖိုကိုရီနိဗ္ဗာန်နေပြန်နေကြိုဆိုပါရယ်ဗျာဒီနေ့မှာတော့ကျွန်တော်က transition ရှောက်ထားတာအောင်မအောင်ဘလို့သိရမလဲ monetization အောင်သွားရင်ရောဘလို့မျိုးသိရမလဲဆိုတာလေးမိထားတဲ့မိတ်ဆွေများအတွက်မျှဝေမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ monetization ရှောက်တဲ့အခါမျိုးမှာကျွန်တော် channel တွေအောင်မအောင်အဲ့တော့ကျွန်တော်တို့အဆင်ပြေမပြေဆိုတာသိရှိနိုင်ပါတယ်အဲ့တော့တော့ထုံးစံတိုင်းပဲကျွန်တော်တို့က Play Store သွားမယ် Play Store နေပြီးတော့ YD Studio use ပြီးရိုက်ရှာမယ် YT Studio အဲ့တော့ကျွန်တော်ကျွန်တော်တင်နေတာဆိုတော့အားလုံးရှိပြီသားထင်ပါတယ်နော် YT Studio ကိုလည်းမကြမကြ update လုပ်ပေးမှာဖြစ်ပါတယ်တော့ update တွေခဏခဏထွက်ပါတယ်ဒီမှာနော်ကျွန်တော်လည်း update တွေထွက်တယ်ခဏတော့မြင်ပေးလိုက်မယ်အဒီကောင်လေးကိုမကြခဏ update လုပ်ပေးပါ YouTube မှာဝင်ရှာတဲ့မိတ်ဆွေတွေက YouTube တို့ Chrome တို့ YT Studio တို့ video editing software တွေစတဲ့ software တွေကိုအမြဲတမ်း update ဖြစ်နေဖို့လိုပါတယ်ဒါလေးရေးကြည့်တယ်နော်အ Chrome ဆိုရင်ခဏခဏ update ပေးပါတယ်ဒါလေးလေးတယ်ကျွန်တော် update လုပ်ပေးဖို့လိုပါတယ်အဲ့တော့ကျွန်တော် တခြားတော့ကြည့်ကြည့်အောင် C A R O M E C R O အဲ့တော့ဒီမှာတော့ပြောရင်းဆိုရင်တော့ update ပေးနေပြီဟုတ်နော် update ပေးနေပြီဒါမျိုးလေးလေကျွန်တော်အမြင်နဲ့ update ဖြစ်နေဖို့လိုပါတယ် okay အဲ့ဆိုရင်ကျွန်တော်တို့က Windows Studio တွေကိုကျွန်တော်ဒီမှာအဲကျွန်တော် update လုပ်ပြီးပြီဆိုတော့ကျွန်တော်ဒါလေးကိုဒါလေးကိုဖွင့်ပြမယ်ဖွင့်ပြမယ်ဆိုလို့ရှိရင်ဘာလေးတွေထူခြားသွားလဲပေါ့အဲဘာလေးထူခြားသွားလဲကျွန်တော်ပြပေးမယ် okay ဘာလေးဘာလေးထူချသွားတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့တွေအဲဒီမှာ dashboard ရှိတယ် contact ရှိတယ် analyst ရှိတယ် community ရှိတယ်ဒီမှာ and ရှိတယ်အဲ့တော့ဒါလေးအကုန်လုံးကတော့အားလုံးတူတူပဲဒါပေမဲ့ဗာလေးကိုယ်သွားလေးဆိုတော့ကျွန်တော် and ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်လောက်ပြပေးမယ်เนาะ and ဆိုတဲ့နေရာလို့ကျွန်တော်ချက်ပြပေးမယ်အဲ okay and ဆိုတဲ့နေရာလို့ပြလိုက်လို့ရှိရင်ဗာလေးတူချလာလေဆိုတော့ဒီမှာအဲဒီမှာပေါ့เนาะဒီအပေါ်ဆုံးမှာကျွန်တော်တို့က you are youtube ဖတ်တနာဆိုပြီးတော့အပေါ်မှာပြတယ်အဲ့ဒါကျွန်တော်တို့ရဲ့ YouTube နဲ့ဖတ်တနာဖြစ်သွားပြီဆိုတဲ့သဘောပေါ့နော်အဲ့လိုဖြစ်နေရင်တော့ကျွန်တော်တို့ရေးသေးချပါပြီကျွန်တော်တို့က monetization အောင်သွားပါပြီโอเคအဲ့လိုပဲဒီဒီအောက်နားလေးမှာလည်းဟိုဟိုကျွန်တော်တွေအပြောင်အတန်းလေးတွေအဲ့တော့ကျွန်တော်တွေအပြောင်တန်းလေးတွေမရှိတော့ပါဘူးအဲ့တော့အပြောင်တန်းလေးတွေ100ရာခိုင်နှုန်းဟိုပြည့်ပြီးပြီးအဲ့တော့ apply လို့ပေါ်လို့ရှိရင်လည်းရှောက်လို့ရပါပြီဒါကတော့အဲ့လိုအပြောင်တန်းလေးပေါ်ပြီးပြည့်သွားပြီးပြီး အဲ apply လို့ကျွန်တော် apply ဆိုပြီးရှောက်ပြီးပြီပေါ့ရှောက်ပြီးတော့ service ရာတွေရှောက်ရတာပေါ့နော်ရှောက်ပြီးပြီဆိုတော့ဒီမှာ apply ဆိုတာလည်းမပေါ်တော့ဘူးအကြောင်းလေးလည်းမပေါ်တော့ဘူးဒီအပေါ်ဆိုမှ you are YouTube partner partner ဆိုပြီးပေါ်လာပါပြီဒါဆိုရင်တခြားပေါက်အောင်ပါပြီအောင်ပြီဆိုလို့ရှိရင်တော့ကျွန်တော်နောက်တစ်ခုတည့်ရမယ့်ချက်တစ်ခုလေးရှိပါသေးတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီဘက်ကဒီဘက်က contact တွေတစ်ချက်ပြန်သွားမယ်ခရက်နဲ့ပြန်သွားမယ်ခရက်နဲ့ပြန်သွားပြီးတော့ကျွန်တော်တို့တွေဒီမှာ view all ဆိုတာရှိပါတယ်ဒါကတော့ဗီဒီယိုရှေ့တွေ view all ပေါ့နော်ဗီဒီယိုတိုလေးတင်ထားလို့ရှိရင်ဗီဒီယိုတိုလေးရေ view all ပေါ့အဲ့ဒါဒါဆိုကျွန်တော်ကအရှိတွေကိုကြည့်မှာဆိုတော့အရှိတွေကိုတစ်ချက်တော့သွားကြည့်မယ်ရှေ့တွေကြည့်လိုက်မယ်နော်အဲ့တော့ရှေ့တွေကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာပါအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးမှာဒီမှာကြည့်လိုက်ပါဒေါ်လာစင်းလေးပါအဲအဲ့လိုမျိုး YouTube မှာဗီဒီယိုတင်တဲ့အခါမျိုးမှာလည်း monetization လေးလေး on ပေးရတယ်ကျွန်တော်ကျွန်တော်တို့တွေပေါ့နော်အဲတလုံးလေး on ပေးရတယ်ဒါဆိုအောင်သောမှတလည်း ်ဝင်ခလုတ်ပါတာပေါ်တော့မအောင်ဝင်ခလုတ်မပါပါဘူးအဲဒါဆိုလို့ရှိရင်တော့တေချာပေါ့မိတ်ဆွေများဝင်ငွေတွေရနေပါပြီဘီလိုများများတင်လေလူများများကြည့်လေဝင်ငွေများများတိုးလေပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်အာကျွန်တော်ဝင်ငွေရတော့အရင်ဗီဒီယိုမှာမပြပေးခဲ့ပါတယ်ကျွန်တော်အကြမ်းမင်းပေါ့နော်အကြမ်းမင်းတတ်မှတ်တာတော့ view 1000ငွေ2ချက်နဲ့တတ်မှတ်တယ် view 2000ငွေ2ချက် view 3000ငွေ3ချက် view 9000ငွေ9ချက်ရမယ်အဲတရက်တင်တဲ့ view ဘူးဘူးတောင်းရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘူးတောင်းရှင်ဒေါ်လာ10ရနေပါပြီဒေါ်လာ10 10ဆိုရင်တော်တော်လေးခိုင်သွားပါပြီเนาะအဲ့ဒါဆိုရင်တော်တော်လေးကိုအဆင်ပြေတယ်အဲ့တော့ကျွန်တော်တို့တွေဒီဟာလေးတွေကိုကျွန်တော်ကျွန်တော်မိတ်ဆွေများဒါဆိုရင်ကိုယ့်အချန်နယ်ကအောင်အောင်ဆိုတာသိရှိသွားမှာဖြစ်ပါတယ်โอเคဒါတော့ဆိုလို့ရှိရင်တီးပြီးလို့ထင်ပါတယ်အဲ့တော့တခါကြလို့ရှိရင်လည်းကျွန်တော်တို့ကဒီ dashboard မှာလည်းလာပြတ်တက်တယ်မှာဒီမှာ dashboard ကိုကျွန်တော်ပြပေးမယ်ဒီမှာဒီမှာဒီဒီဒီ dashboard မှာလည်းကျွန်တော်တို့တွေဒီမှာသူ့ရဲ့ အေးဒီမှာเนาะကျွန်တော်ဗီဒီယိုလေးမှာဒီလိုမျိုးဒေါ်လာစင်းလေးတွေလာပြတ်တက်တယ်သူရဝင်ဝင်လေးလည်းဒီမှာလာပြတ်တက်တယ်ဒါမဲ့အတိအကျကြည့်ချင်ပေါ့เนาะအတိအကျကြည့်ချင်တော့ကျွန်တော်တို့ကဘယ်လိုသွက်ကြည့်ရမလဲဆိုတော့ဒီမှာ analyst ကိုရှိတယ်အဲ့လားလေးကိုကြည့်ကြည့်မယ်အဲ့လားလို့ကြည့်ကြည့်ပြီးတော့ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ဒီဘက်ဒီဘက်လေးကိုသွားမယ်เนาะဒီဘက်လေးကိုသွားမယ်ဒီဘက်လေးကိုသွားမယ်ဒီမှာ revenue ဆိုတာလေးပါเนาะမှာဒီမှာ revenue ဆရာလေးပါတယ်အဲ့ revenue မှာကျွန်တော်ကြည့်ပြရမှာဖြစ်ပါတယ် revenue လို့ကျွန်တော်နှိပ်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ဒီမှာ revenue revenue လေးပေါ့เนาะ okay ဒီမှာပေါ့เนาะအဲဒါဆိုရင် तू तू လလိုက်လလိုက်ပေးထားလလေးလဲပြနေပါတယ်ဗျ okay ဒါတော့ဒီလောက်ဆိုရင်အားလုံးပဲကို channel က monetization အောင်အောင်သိသွားပြီးတော့ထင်ပါတယ်အဲ့တော့ monetization အောင်လို့ရှိရင်တော့ video တင်တဲ့နေရာလေးမှာ monetization on ဆိုတဲ့ club လေးရဲ့ပြီးတော့ submit လုပ်ပေးရတဲ့ club လေးရဲ့ club နှစ်ခုပို့လာပါလိမ့်မယ်အဲ့တော့တင်ရင်လည်းသိသွားပါလိမ့်မယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဆင်မပြေတာလေးမေးခဲ့ပါဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးတော့ဆက်လက်တွေ့ပါဦးမယ်ဗျအချို့ရှိလို့အဆင်ပြေရင်လည်း like and subscribe နဲ့ပြီးအားပေးခဲ့ ကြပါအောင်ဗျကောင်းသောနေ့လေးပတ်ဆံကြပါစေဗျာ